လာမယ့်လဒီဇင်ဘာ6ရက်နေ့မှာ UFC ပွဲမှာရှင်ပြိုင်ထိုးသမဲ့ကျွန်တော်တို့ရဲ့ချင်းဖိုက်တာလေးဂျိုရှုအပန်ကတော့တပွဲကစားတာနဲ့သိန်းပေါင်း7000ကျော်ရနိုင်တယ်လို့သိရပါတယ်မြန်မာငွေနဲ့ပါတွက်ရင်ပြောတာပါဒေါ်လာနဲ့တွက်ရင်တော့ဒေါ်လာ2သန်းကျော်လောက်ရရှိမှာဖြစ်ပါတယ်လာမယ့်ဒီဇင်ဘာ6ရက်နေ့ပွဲကို PPV ပွဲဆိုပြီးတော့ UFC ဘက်ကတရားဝင်ချပြလာပါတယ်အွန်လိုင်းကနေဒီပွဲကိုဝင်ကြည့်တဲ့ပရိသတ်တွေအများကြီးများသလိုရောင်းဝယ်ရာခိုင်နှုန်းတချို့လည်းရရှိမှာဖြစ်ပါတယ် EBBV ရောင်းငွေကိုခေါင်းပွဲနဲ့ဒူးခေါင်းပွဲကစားမဲ့ fighter လေးဦးသာခန်းစားခွင့်ရှိပါတယ်။တခြား fighter တွေတော့ရရှိမှာမဟုတ်ပါဘူး။အဲဒီတော့ Joshua Ban အနိုင်ရလို့ချန်ပီယံဖြစ်ခဲ့ရင်ဒေါ်လာ2သန်းကျော်ထိရရှိနိုင်ပါတယ်။မြန်မာငွေနဲ့ဆို7,800ကျော်ပါတယ်။ရှုံးဝဲကြောင့်ရင်တော့ဒေါ်လာ3သန်းဝန်းကျင်ရပါမြန်မာငွေနဲ့ဆို7,400ကျော်ပါ။တပွဲတည်းနဲ့ဒီလိုရလို့ fighter တိုင်းကချန်ပီယံလူပွဲထိုးချင်နေကြတာဖြစ်ပါတယ်။ဒီ ဲ့လိုမျိုး UFC မှာ champion လူပွဲရဖို့ကတကယ်ကိုမလွယ်ပါဘူး director ကြီးကလည်းဒီခွင့်ရတော်မှာရအောင်စူးစမ်းပါသေးတယ်။ဒါပေမဲ့ PPV ပွဲစဉ်တပွဲမှကစားခွင့်မရှိသေးပါဘူး။ Joshua Ban ဟာခုမှ PPV ပွဲပထမဦးဆုံးကစားရတာဖြစ်ပါလေ။ Joshua Ban တော်တော်တကယ်ကိုအမခန်းနဲ့အောင်မြင်မှုလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲ။မြန်မာ fighter တွေထဲမှာတောင်းထားပါတော့အရှိတော်အာရှ fighter တွေထဲမှာတော့မှတူးမှအဲ့ဒီလို UFC ရဲ့ PPV ပွဲဒီလိုမျိုး ချက်မြန်လူပွဲကို မထိုးဘူးပါဘူးအခုလက်စွမ်းအရန်ပြပါသေးတယ်ဆိုရင်ထိုင်းယားဖိုက်တာတွေလည်းတယောက်မှမထိုးဘူးပါဘူးမြန်မာနိုင်ငံဘွားချင်းဖိုက်တာလေးဂျိုရှူအဘန်ကအခုအဲ့ဒီခွင့်ရည်ကြီးကိုစိုက်စိုက်မြဲမြဲရရှိပြီဖြစ်ပါလေပန်တို့ကြောက်တာနိုင်သွားပြီဆိုရင်တော့ဗျအရှိတောင်အာရှမှာပထမဦးဆုံး UFC ဖိုက်တာကဂျိုရှူအဘန်ဖြစ်လာပါပါအောင်လအစံကိုတိုင်းတော်တော်လေးကိုဂျိုရှူအဘန်ကိုမျှော်လင့်နေတာဖြစ်ပါလေ ဂျိုရှာဘန်ကတော့တေချာကိုလေးကျင့်နေတာပဲဖြစ်ပါတယ်အခု MMA သတင်းတွေမှာဖော်ပြလာတာကဘာလဲဆိုတော့လာမယ့်ပွဲမှာတဲ့ဂျိုရှာဘန်သာနိုင်ရမယ်ဆိုရင် UFC တမိုင်းတစ်ချောင်းပထမဦးဆုံးအာရှနိုင်ငံပေါ်အမျိုးသား MMA ချန်ပီယံဖြစ်တမိုင်းဝင်တော်မှာဖြစ်ပါတယ်တဲ့ပြောရမယ်ဆိုရင်တော့လက်ရှိပထဝီနေထိုင်ရဂျော်ဂျီယာတို့အခြားနိုင်ငံတို့လည်းအာရှထဲမှာပါတယ်ဆိုမဲ့အာရှကစဉ်သက်လာတဲ့မျိုးနွယ်ဆိုမဟုတ်ပါဘူးဂျိုရှာဘန်ကတော့ မြန်မာပြည်ပေါ်ချင်းတိုင်းသာအာရှမျိုးနွယ်စုကဆင်းသက်လာတဲ့အာရှသားဆစ်ဆစ်ပါပွဲနီးလေးလေးဂျိုရှွာဘန်ဒီလိုမျိုးတွေနေပေါ်ပြလာလိမ့်မယ်ဖြစ်ပါတယ်တရုတ်အိန္ဒိယဂျပန်ကိုရီးယားဗီယက်နမ်ဖိလစ်ပိုင်ထိုင်းမလေးရှားစင်ကာပူအစရှိတဲ့ဖိုက်တာတွေအများကြီးပေါ်ထွန်းခဲ့တဲ့အာရှနိုင်ငံသားတွေလည်းလာမယ့်ဒီဇင်ဘာခွင်ရည်မှာချင်းဖိုက်တာတွေရဲ့အခြေအနေကိုစောင့်ကြည့်သွားမှာဖြစ်ပါတယ်ဘယ်အာရှသားမှမပိုင်ဆိုင်ဘူးတဲ့ UFC ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကိုဂျိုရှွာဘန်ကအရဆွမ်းဆောင်ယူနိုင်မလား ဒါတွေကိုလည်းစောင့်ကြည့်ဖို့အတွက်ရင်ခုန်စိတ်လှုပ်ရှားပွဲ မျော်လင့်နေပြီပဲဖြစ်ပါတယ်။ဒိုရှွာဘန်နဲ့ထိုးတဲ့ရမကပန်ဒိုဂျာဆိုတော့အလုံးအသိဖြစ်မှာပါ။အလက်ဇန္ဒားပန်ဒိုဂျာကြီးကတော့လေတိုက်နေပါတယ်။သူ့အနေနဲ့ဂျိုရှွာဘန်ကိုနိုင်ဖို့ကအရန်ကို easy လုပ်ပါလေတဲ့။ဂျိုရှွာဘန်နဲ့ပွဲက easy money ပါတယ်ပြောရမယ်ဆိုတော့ဗျာငွေလောက်ကတော့ရမ်းလွယ်တဲ့ပွဲပေါ့။အလက်ဇန္ဒားပန်ဒိုဂျာဟာပွဲရကြရင်50 50လို့သတ်မှတ်ချင်သတ်မှတ်ပါလိမ့်မယ်။ငါးသားလောင်းလို့ရရင်လောင်းတယ် လောင်းလို့မရလို့ပေါ့တဲ့မင်းတို့ဘာလို့ငါဘက်ကမလောင်းကြတာလဲလောင်းလိုက်ကြစမ်းပါတဲ့ကြည်တမ်းပါလေဂျိုရှုအဘိုးချုပ်ွက်နဲ့ပဲငားနိုင်မယ်တဲ့ဒီပွဲကပတ်စံလွယ်လွယ်ရမယ်ပွဲပါဆိုပြီးပန်နိုဂျာကသူ့ကိုယ်သူဂုံယူဝင်ကြောစွာပြောနေပါလေသူရဲ့ငားရဲ့နောက်ဆုံးပြတ်ပဲနှစ်ယောက်ကိုကြည်ပါတဲ့နှစ်ယောက်လုံးကငါချုပ်ွက်နဲ့အနိုင်ယူထားတာပါတဲ့ဒီပွဲမှာလည်းချုပ်ွက်နဲ့ပြန်နိုင်ယူမှာပါဘယ်နှချီမှအနိုင်ယူပြမလဲဆိုတာမပြောတတ်မယ်တေချာတာကတော့ submission နဲ့နိုင်ရမှာပါဆိုပြီးတော့ ဖုန်းအောင်ဖိုင်နဲ့အင်တာဗျူးမှာပန်နိုဂျာကပြောတော့ပါတယ်ဂျိုရှွာဘန်နဲ့ပန်နိုဂျာကတော်တော်လေးကိုအသက်အရွယ်ကွာခားတဲ့သဘောပါဒါကြောင့်တက်လုံပိုင်းကဂျိုရှွာဘန်ကတားရဲဆိုပေမဲ့ပန်နိုဂျာကိုတော့ရှော့တလို့မရပါဘူးအရန်မောင်းတဲ့လက်သီရစ်ရောက်ရှိမှုမှာတော့နှစ်အောင်လုံးကမစိုးပါဘူးပန်နိုဂျာကတော့ဂျိုရှွာဘန်နဲ့ဆိုင်ရင်တော့ UFC မှာပွဲရမ်းများပြီးတော့ချန်ပီယံကပတ်ကြီးကိုလည်း၅၄ချိန်နဲ့နဲ့ခုချိန်ဒီပေါ့နော်၄ချိန်နဲ့နဲ့ ့အနေနဲ့ထင်းသိမ်းထားနိုင်တဲ့ UFC ရဲ့တူဦးဒီသော fighter ပါ။ဒါကြောင့်ဒီပွဲမှာလည်းသူကလွယ်လင့်တကူအနိုင်ရပြီးသူ့ရဲ့ champion ကပတ်ကိုထိန်းထားနိုင်အောင်ပဲဆိုပြီးပန်နိုဂျာကယုံကြည်နေတာဖြစ်ပါလေ။ Fire တချို့ကတော့ Joshua Ben Block ကောင်းကောင်းပန်နိုဂျာချုပ်လိုက်ရင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးဆိုပြီးတော့ဝေဖန်ပြောနေပါလေ။ပထမအဆုံးဝေဖန်ပြောတဲ့ fighter ကတော့ Mukarab ပါမိုဟာမက် Mukarab ကတော့ပြည်သက်တွေတီကောင်းတီမှာပါ UFC မှာခုနှစ်ပွဲကစားခုနှစ်ပွဲလုံးမရှုံးခဲ့ပေမဲ့စာချုပ်မရပဲထွက်ခွာခဲ့ရတာဖြစ်ပါတယ် သူနောက်ဆုံးယောဗစီမှာကစားခဲ့တဲ့ပြက်မက်ကမာနေကိဖြစ်ပါတယ်။မိုဟာမက်မူကာရက်ကရှုံးပွဲမရှိပေမဲ့ပွဲကစားရင်ဖျော်ဖြေမှုမရှိဘဲနဲ့ချိန်နေတာနဲ့အချိန်ကုန်တယ်လို့ပြောစမှတ်ပြုခံရပါတယ်။ခုဆိုရင်မူကာရက်ကဂျိုရှော့ဘန်ဟာဘောဇင်တော့ကောင်းပြီမဲ့ပန်နိုဂျာသာချုပ်လိုက်ရင်ဘာမှတက်နိုင်မှာမဟုတ်ဘူးလို့ဆိုလာပြန်ပါတယ်။ဂျိုရှော့ဘန်ဟာလက်ရှိ flyweight တန်းမှာဘောဇင်ကောင်းဆုံးပါဒါပေမဲ့ပန်နိုဂျာက flyweight တန်းကိုကြီးဆိုးထားတာကြာပြီးပြီးတော့ဖိုင်အန်ယူတဲ့ရဲမြင့်နဲ့တူပါကျွန်တော်ပြင်မှာတော့ပန်နိုဂျာသာဆွဲချုပ်လိုက်ရင်ဂျိုရှုအပန်ဘောင်စင်ကအတော့ဝင်မှာမဟုတ်တော့ပါဘူး ချန်ပီယံလူပွဲကစားခွင့်ရတဲ့ဂျိုရှုအဘန်ဒတော်ဝမ်းသာပါတယ်။သူက2009ခုနှစ်နောက်ပိုင်းမွေးဖွားတဲ့ကစားသမားထဲမှာချန်ပီယံကပတ်လူခွင့်ပထမဆုံးရတဲ့ဖိုက်တာပါ။ကျွန်တော်ဒါမျိုးမလုပ်နိုင်ခဲ့ဘူး။သူ့ကိုတော့နိုင်စေချင်ပါတယ်။နိုင်ပါစေလို့ဆုတောင်းပါတယ်လို့ပြောသွားပါတယ်။သူဟာရေတုံးကလည်းပန်ဒိုဂျာနဲ့ training မစင်းပဲနဲ့ကစားရင်တော့မှဂျိုရှုအဘန်ကိုနိုင်ကြောင်းပြောမှုသူဖြစ်ပါတယ်။ဂျိုရှုအဘန်ပေါင်စင်ကထိတ်တန်းစင်ပါကျွန်တော်သူ့ရဲ့ scale ကိုသဘောကျပါတယ်ဒီသက်ရွယ်နဲ့ဒီလောက်ထိယုံကြည်ချက်မြင်မာတာကိုလည်းကြိုက်ပါတယ UFC လိုကြီးမားတဲ့ပြိုင်ပွဲကြီးမှာ23နှစ်ရွယ်လေးနဲ့ဒီလောက်လှုပ်ပြနိုင်တာရှားပါတယ်။ဒါမြလဲပြပန်နိုဂျာအနေနဲ့ဝိတ်ကက်လေးလှုပ်ပြီးတော့ဘာမှမပြင်ဆင်ပဲလာကစားရင်တော့ဂျိုရှုအဘန်ကိုနိုင်ပါလေ။ဘာဖြစ်လို့လဲ။တွေးကြုံကကွာကြီးလေပြ။ပန်နိုဂျာကဖလိုင်းဝိတ်တဲ့ခေါင်းကန်ဖာခင်ပဲ။ကျွန်တော်ပြန်မလာခင်အထီးပေါ်ပြလို့ပြောသွားပါလေ။မိုဟာမက်မူကာရန်အနေနဲ့ဂျိုရှုအဘန်ကပန်နိုဂျာကိုလုံးဝမနိုင်နိုင်ဘူးလို့သတ်မှတ်နေပါလေ။ဒါမဲ့ဂျိုရှုအဘန်ကိုနိုင်စေချင်တယ်လို့လည်းပြန်ပြောလာတာဖြစ်ပါလေ။ ဘသူတွေဘလို့ပဲဝေဖန်ပါစေဂျိုရှုအဘန်ကတော့သူလုံနေကြလို့ကိုပဲကောင်းဆုံးလုပ်သွားပါတယ်အခုပန်နိုဂျာကိုအနိုင်ရဖို့အတွက်ပန်နိုဂျာရဲ့ချုပ်ကွက်တွေကိုရအောင်ဖြစ်ဖို့အတွက်ကဘနက်ဆရာကြီးတွေနဲ့ပါဂျိုရှုအဘန်ကလေ့ကျင့်နေတာဖြစ်ပါတယ်ပန်နိုဂျာကတော့ဒီပွဲနဲ့ပတ်သက်ပြီးပြောထားပါတယ်ဂျိုရှုအဘန်ရဲ့ပွဲမှာသူ့အနေနဲ့မဖြစ်ဖြစ်တဲ့အနေနဲ့နိုင်အောင်ကစားမယ်လို့ဆိုထားပါတယ်နိုင်အောင်ကစားဖို့လည်းအကြောင်းရင်းရှိပါတယ်ဘာဖြစ်လို့လဲသူ့ရဲ့ဂုဏ်သိက္ခာအတွက်ဖြစ်ပါတယ် ိုးချွာပန်ကိုသူရှုံးနေသွားရင်ဒီဝိတ်တန်းမှာသူကောက်ွယ်ခဲ့တဲ့ကပတ်တွေကိုဆုံးရှုံးသွားတယ်ဖြစ်ပြီးသူတိတ်ခါပါကြောက်တော့မှာပါဒါကြောင့်သူ့အတွက်တော့ပေးဆက်မှုကြီးမားမှာဖြစ်ပါလေဂျိုရှွာဘန်တော့ဒီဘွဲရှုံးနေဘာမှဖြစ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုဂျိုရှွာဘန်ငယ်လဲငယ်သေးတယ်တဲ့နောက်ပြီးတော့သူ့အနေနဲ့ခွင့်ရေးတွေအများကြီးရှိသေးတယ်ကျွန်တော်မှတော့ခွင့်ရေးတွေမရှိတော့ဘူးဆိုပြီးပန်လူဂျာကပြောထားတာဖြစ်ပါလေ ။ဒါကြောင့်ပန်လုံကြာကတော့ဒီဘက်မှာသူ့အနေနဲ့လုံးဝအရှုံးမခံနိုင်တဲ့အခြေအနေအနေထားတည်းရမှာရှိပါလေ။ရှုံးမဲ့ဆိုရင်လည်းပို့ပြီးထိခိုက်ရမှာသူ့ပဲဆိုတာပန်လုံကြာကကောင်းကောင်းသိပါလေ။ဒါကြောင့်သူကဒီဘက်မှာမပေါ်စားရတာပါ။ဂျိုရှွာဘန်နဲ့ပန်နူဂျာကလည်း အသက်အပြင်12နှစ်กว่าတယ်ဗျ။ပန်နူဂျာကအသက်35အရက်က9ပေ9ပါ။ဂျိုရှွာဘန်ကရောအသက်23အရက်က9ပေ9အတူတူပဲဖြစ်ပါတယ်။ကွာချာချက်ကအသက်ပိုင်းခြားပဲဖြစ်ပါတယ်။ ဂျိုရှွာဘန်အနေနဲ့ပန်နိုဂျာကိုပွဲကြည့်ပြေးအောင်ဆွဲပြီးမကစားသင့်ဘူးလို့ပရိသတ်တွေကယူဆပါတယ်။ပွဲအမြန်ဆုံးဖြတ်ဖို့အတွက်ပုံပြီးရေးကြည့်တယ်ဆိုပါတယ်။ဂျိုရှွာဘန်ကလည်းသူ့ရဲ့အင်တာဗျူးမှာပြောထားပါတယ်။ပန်နိုဂျာကိုနှစ်ချီနဲ့ပွဲဖြစ်မယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ထင်သလောက်တော့မလွယ်ပါဘူး။ပန်နိုဂျာကပွဲချိန်အများကြီးဆွဲတော့လို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ကကောင်းတာကောင်းတဲ့ fighter တွေ။နောက်ပြီး fight and jump နဲ့ fighter တွေပါ။ မယိုးကြအနေနဲ့ကြည့်ရင်ဆိုရင်တော့ပန်နိုဂျာကိုပွဲကြည့်ပြီးဆွဲသွားရင်ပန်နိုဂျာကတက်လွန်ချလာမှာဆိုတာမှန်ပေမဲ့ကိုလူပါပါသွားနေတာဖြစ်ပါလေ။ဒါကြောင့်ဂျိုရှုအဘန်ကလည်းပန်နိုဂျာနဲ့ပွဲကိုနှစ်ချီတွင်းဖြတ်မယ်ဆိုပြီးပြောထားတာပဲဖြစ်ပါလေ။